ိတ်ကိုမြတ်စွာဘုရားကအလွန်တူတဲ့ဒီဃာထာတော်လေးထဲမှာသုံးမျိုးလောက်တောင်အဓိပ္ပာယ်ဖွင့်ဆိုခဲ့တဲ့ပေါ့စိတ်ဆိုတာတဲ့ဒုံနိဂဟတနှိမ်နှင်းဖို့ခက်တယ်တဲ့ကိုယ်စိတ်ကို ပိုင်ပိုင်နိုင်နိုင်ကင်တွယ်ဖို့မလွယ်ဘူးလို့ပြောတာစာတဲ့ကတိုက်ရိုက်ဘာသာပြန်ထားတာကတော့နှိမ်နှင်းဖို့ခက်တယ်လို့ဘာသာပြန်အဲ့ဒါဦးဇင်းတို့စဉ်းစားတဲ့အရာရှိတာကနှိမ်နှင်းတယ်ဆိုတဲ့ အတုံတုံးကဘလိုနေရာမျိုးမှာတုံတုံးတယ်လဲသိုးသွန်းတဲ့ရှိုင်းပြတဲ့လူစိုးတခိုးတွေဟုတ်လားဓမြတွေတပုံတွေအဲ့ဒါတွေကိုပြောတဲ့နေရာမှာတုံတာနော်နှိမ်နေနေဆိုတာအဲ့ဒီစကလုံးလေးကိုကြည်လိုက်လို့ရှင်တရားတော်မထုတ်ဦးနူရဲ့ပင်ကိုစိတ်ဟာမလိမ်မာတဲ့သဘောသိုးသွန်းတဲ့သဘော ရှိတယ်ဆိုတာကိုရှင်းမိနိုင်တယ်ပေါ့လက်တွေ့ကြကြနားလည်ရမှာကကိုယ်စိတ်ကိုနိုင်ဖို့အရန်ခက်တယ်ဆိုတာကို နားလည်ရပါ အဲ့တော့ဒီနေရာမှာကိုယ်စိတ်ဟာနိုင်ဖို့ခက်တယ်ဆိုတာကိုလက်တွေ့ကြကြနားလည်ဖို့နှစ်ချက်လောက်ဦးဇင်းတို့စဉ်းစားကြည့်သေးခြင်းတယ်။ဆိုကြပါစို့ဒကာဓမ္မတို့ဦးဇင်းတို့တွေမကောင်းတဲ့အလုပ်တွေဟာဆင်းရဲဒုက္ခကိုဖြစ်စေတယ်လို့ယုံလဲယုံကြည်ကြတယ်။သိလဲသိကြတယ်။အဲ့ဒါလို့သိပါလက်ကဲနဲ့မကောင်းတဲ့အလုပ်တွေကိုတိတိကြီးနဲ့လုံမိနေကြတာတွေမရှိဘူးလား။ ကိုကိုကိုဒုက္ခပေးမဲ့အလုပ်လို့တိပါလဲနဲ့တိတိကြီးနဲ့ကိုပဲအဲ့ဒီမကောင်းတာတွေကိုလုံမိနေတာပြောမိနေတာတွေးမိနေတာတွေရှိတယ်။ညင်းလို့မရဘူးနော်။ဘာဖြစ်လို့မကောင်းမှန်းသိရနေအဲ့ဒီအလုပ်တွေကိုဦးဇင်းတို့တွေမရှောင်ကျင်နိုင်ကြတာတော့လုံမိနေကြတာတော့မကင်းနိုင်ကြတာတော့လို့စစ်စစ်ကြည့်ရင်အဖြေကကိုယ်စိတ်ကိုမနိုင်လို့ဟုတ်တယ်မို့လား။နောက်တစ်ချက်စဉ်းစားကြည့်ပါဦး။ ကောင်းတဲ့အလုပ်တွေဟာချမ်းသာစေလိမ့်မယ်အကျိုးရှိစေလိမ့်မယ်လို့တရားမတော်အရှင်တို့ကယုံလဲယုံကြည်ကြတယ်အထိုက်အလျောက်လည်းနားလည်ထားကြတယ်အဲ့လိုတိပါလက်ကဲနဲ့ကောင်းတဲ့အလုပ်တွေကိုအရှင်တို့မလုံနိုင်တဲ့အပိုင်းတွေအများကြီးမရှိဘူးလားရှိသေးတယ်ကောင်းမှန်တည့်ရနေမလုံနိုင်ဘူးပေါ့နော်ဘာဖြစ်လို့မလုံနိုင်တာတုံးလို့အဖြေရှားကြည့်မယ်ဆိုရင်ကိုယ်စိတ်ကို မနိုင်လို့ဆိုတဲ့အဖြေပဲထွက်လာတယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်မကောင်းမှန်တည့်ရနေ လုံမိနေတာကိုကြည်ချင်းအဖြစ်ကောင်းမှန်သိရတဲ့မလုံနိုင်တာကိုကြည်ချင်းအဖြစ်တရားဓမ္မတို့အရှင်တို့ဟာကိုယ်စိတ်ကိုပိုင်ပိုင်နိုင်နိုင်မကင်တွဲနိုင်ဘူးဆိုတာရှင်းတယ်ပေါ့နော်ဒါကြောင့်မြတ်စွာဘုရားကဒုံနိဂဟတစိတ်ဆိုတာနိုင်ဖို့အရန်ခတိလို့ပြောတာနောက်ဒုတိယစိတ်ဆိုတာတဲ့လဟုနောအလွန်မှမြန်ဆန်တဲ့သဘောလေးရှိတယ်တဲ့ဘလောက်ထိမြန်တယ်လို့ပေးတဲ့လို့ကြားဘူးတော့ကြားဘူးထားပြီးသားပါလေ လက်ဖြစ်တဲ့အတွင်းမှာကိုပဲဂတိတသိန်းလောက်ဖြစ်ပြီးတော့ချုပ်သေးလို့ကြားဘူးတဲ့ဒါကမြတ်စွာဘုရားရဲ့တပ်ပညုဒဉာဏ်နဲ့မြင်တော်မူတဲ့အမြင်ပါတရားဓမ္မတို့ဥရှင်တို့တွေမြင်နိုင်တဲ့အမြင်မျိုးမဟုတ်ပါဘူးတရားဓမ္မတို့ဥရှင်တို့သိနိုင်တာကတော့ဟာစိတ်တွေကဟိုရောက်ဒီရောက်အခုပဲကောင်းတာတွေးလိုက်တော့ကြမကောင်းတာတွေးလိုက်အခုပဲကောင်းတာကြံစီလိုက်တော့ကြမကောင်းတာကြံစီလိုက်တစ်မျိုးတစ်မျိုးတစ်မျိုးပြီးတစ်မျိုးတွေးနေတာပဲလို့ဒီလောက်ပဲသိနိုင်တာပါသို့တော့ စိတ်ဟာအယမ်းမြန်တယ်ဆိုတာကိုတော့တည်တည်ချာချာစဉ်းစားကြည့်ရင်လက်မခံတော့မရအောင်ဆိုကြပါစို့ဥစဉ်ဥမာတစ်ခုပြောမယ်။ဟိုအိမ်မှာအရာကုန်လေးဖွင့်ပြီးတော့ထမင်းစားရင်းနဲ့တီဗီကြည့်တယ်လို့ဆိုကြပါစို့။အဲတီဗီရှေ့တိုင်းပြီးတော့ထမင်းစားရင်းနဲ့အရာကုန်လေးလည်းဖွင့်ထားတယ်။တီဗီကပြတာကိုလည်းမြင်ရတယ်တီဗီကထွက်လာတဲ့အတန်ကိုလည်းကြားရတယ်။ကိုစားတောင်းနေတဲ့အစာအာဟာရတဲ့အနံ့အရာတာကိုလည်းသိတယ်။ အဲကုန်းဖွင့်ထားတဲ့အတွက်ကြောင့်အေးအေးလေးဖြစ်နေတယ်ဆိုတာကိုလည်းခံစားရတယ်။ဟောအာယုံ၅ပါးလုံးနော်။အဲ့ဒီအာယုံ၅မျိုးသလုံးကိုအရှင်တို့တွေဟာတပြိုင်တည်းခံစားနေတယ်လို့ထင်ရလောက်အောင်တကယ်တမ်းကတပြိုင်တည်းသိတာမဟုတ်ဘူး။နော်စိတ်ဆိုတာတစ်ခုပြီးမှတစ်ခုဖြစ်တာ။မြင်နေတဲ့အချိန်မှာကြားတဲ့စိတ်မရှိဘူး။ကြားတဲ့စိတ်ဖြစ်နေတဲ့အချိန်မှာမြင်နေတဲ့စိတ်မရှိဘူး။ ဒါပေမဲ့ तू အယမ်းမြန်တဲ့အတွက်ကြောင့်ဦးဇင်းတို့တွေကတပြိုင်တည်းမှာကိုပဲတစ်ချိန်တည်းမှာကိုပဲငါဟာမြင်လဲမြင်နေတယ်ကြားလဲကြားနေတယ်စားလဲစားနေတယ်လို့ထင်ရတယ်။အဲ့ဒါလောက်ထိဒီစိတ်ဟာမြန်တယ်ဆိုတာကိုဦးဇင်းတို့တွေးကြည့်ရင်မသိနိုင်ဘူးလား။သိနိုင်တယ်။ဒါကြောင့်မြတ်စွာဘုရားကစိတ်ဆိုတာလဟုတော့အလွန်မြန်ဆန်တဲ့သဘောရှိတယ်တဲ့။အဲ့လိုမြန်လွန်းတဲ့အတွက်ကြောင့်တော့ကိုပဲကင်တွေရတာခက်နေတယ်။ခုပဲတစ်မျိုးတော့ကြာတစ်မျိုးဖြစ်နေတိုင်းဖြစ်နေတာ။ဟုတ်လား။ ဒါကြောင့်စိတ်ရဲ့တဘာဝကိုမြတ်စွာဘုရားကအဲ့ဒါလိုလေးပုံဖော်ပြောတာနောက်တတိယစိတ်ရဲ့တဘာဝဘလို့ပြောတော့ဒါလေးကပို့ပြီးတော့လက်တွေ့ကြမယ်ယထာကာမနိဗ္ဗာတိနောတဲ့စိတ်ဆိုတာရောက်ချင်တဲ့နေရာကိုဘယံမရာစီကံမရှိရောက်သွားတတ်တဲ့သဘောရှိတယ်တဲ့အရင်စဉ်းစားကြရအောင်တဲ့ ကိုဘာတွေတွေးနေတယ်လဲကိုဘာတွေကြံနေတယ်လဲဆိုတာကိုဘယ်သူမှလည်းမသိနိုင်တာဖြစ်လေတော့စိတ်ကလွတ်လွတ်လပ်လပ်ကြီးမကျက်စားတဲ့နဲ့မရောက်တဲ့နေရာမှာကျက်စားနေတာတွေရောက်နေတာတွေအများကြီးမရှိဘူးလားငါအသက်အရွယ်နဲ့ဒါမျိုးတွေမတွေးသင့်ဘူးလို့စိတ်မှမရှိဘူးငါအစင်အတန်းနဲ့ဒါတွေမကြံစည်သင့်ဘူးလို့ဒါမျိုးလည်းမရှိဘူးကိုကြံနေတာကိုတွေးနေတာဘယ်သူမှ မသိနိုင်တာကိုကစအလွန်လုံခြုံတဲ့ကာဘာကြီးတစ်ခုလိုဖြစ်နေတာ哦ဟုတ်တယ်မဟုတ်လား ဒါကြောင့်တခါတလေလူကဘုရားရှင်ရှင်မငုတ်တုတ်ထိုင်တရားမှတ်နေတဲ့အမူအရာလေးရှိနေမယ်ပေါ့သို့သောအဲ့ဒီအနေထားမျိုးမှာကိုပဲစိတ်ကမတင်တော်တဲ့နေရာတွေကို ရောက်သွားတတ်သေးတာပဲလေဟုတ်လားဒါကြောင့်တခါတော့မတို့ဦးနှုတ်ရဲ့စိတ်ဟာစိတ်ကမရှိဘူးဆိုတာကတော့အလွန်မှသေးကြတယ်ဟောဒါကိုမြတ်စွာဘုရားကယထကာမနိပါတိနောသူရောက်ချင်တဲ့နေရာကိုဘယံပရာရောက်သွားတတ်တဲ့သဘောရှိတယ်တဲ့ဘာကိုမှငက်ွက်ထောက်ထားတဲ့သဘောမရှိဘူးစိတ်ရဲ့သဘော အဲ့ဒီလိုသဘောတဘာဝရှိတဲ့ဒီစိတ်ကိုဓမ္မတော်တကယ်လို့သာယဉ်ကျေးအောင်ဆုံးမနိုင်မယ်ဆိုရင်သာတုအဲ့ဒါအလွန်ကောင်းနေတဲ့ဘာဖြစ်လို့တော့တန်တန်ဆုံးမလို့ယဉ်ကျေးပြီဆိုရင် စိတ်တန်အဲ့ဒီယဉ်ကျေးတဲ့စိတ်ဟာဒုက္ခဝဟအမျိုးမျိုးသောချမ်းသာကိုပေးနိုင်တဲ့အစွမ်းတတ္တိရှိနေတယ်တဲ့ဟုတ်လား